ဟေးဦးရဲ့ရဲ့နောက်ွယ်ကအကြောင်းတွေဖွင့်ချလာတဲ့ဆိုပြတဲ့ချိန်ပိတ်တမအလုံးမဲမြလာပါရှင်။ဝင်းတမီလေးဆိုပြတဲ့ချိန်ကတော့ကိုယ်စွမ်းအတွေ့ရရှိထားတဲ့အမှုပညာကျင်းတွေနဲ့ခက်ခဲဖြစ်နေပြီလွဲအချက်ရှိနေတဲ့နေရာလေးတွေမှာလူတန်းထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။ဒီနေ့မှာတော့ဆိုပြတဲ့ချိန်ကဟေးဦးရဲ့အကြောင်းတွေကိုပြပြလာခဲ့ပါတယ်။ဆိုပြတဲ့ချိန်ကပိတ်တရရဲ့တည်ချင်နေကြတဲ့ဟေးဦးရဲ့အကြောင်းတွေကိုအခုလိုပဲပြပြလာခဲ့ပါတယ်။ဆိုပြတဲ့ချိန်ကအခုငယ်ကတော့ဆိုပြရဲ့ဘော်ရန်ကောင်းနေရန်လေကျွေးဆိုင်တော်ပြောပါတယ်။ စိတ်တဘောထားခြင်းလည်းအတူကြတော့အဆင်ပြေလीအခုတော့ပရိသတ်တွေရဲ့အတွက်လည်းစူးစမ်းတော့ဖို့စူးစမ်းနေပါတယ်ဆိုပြီးသူပြည့်တင်ဆက်ရပြပြလာခဲ့ပါတယ်အခုဆိုရင်သူပြည့်တင်ဆက်ကအရင်ကအခြေခံနေရတာပါပရိသတ်တွေကလည်းသူတို့နေရာကိုခြေကအားကျခြင်းနဲ့နေကြပြီးအမျိုးမျိုးစုတောင်းပေးတင်ကြပါတယ်သူပြည့်တင်ဆက်နေဟင်းဝင်တူကတော့အဖက်ဖက်ကနေအောင်မြင်မှုတွေရရှိနေပြီးပရိသတ်တွေရဲ့အားပေးမှုတွေကိုအပြည့်အဝရရှိကြတဲ့အမှုပညာရှင်တွေဖြစ်ကြပါတယ်သူတို့နေရာကိုခြေပြီးတော့လည်းပရိသတ်တွေကအားကျနေရပါတယ် အခုချိန်မှာတော့နေရာလုံကအောင်မြင်မှုတွေကိုရရှိနေရပါ။ဆိုဖြစ်တဲ့စဉ်ရဲ့အကြောင်းတွေကိုလည်းအလာရှေဇင်အားခုလိုပဲပြပြလာခဲ့ပါရယ်အလာရှေဇင်အားဆိုဖြစ်အားတကယ်ကိုတော်တာပါအချက်ပြုတ်လေကောင်းနေပြီးတော့သူကမုတ်လို့ရင်လည်းအရင်ကရတာရှိပြီးဆောက်လို့ကောင်းတာကိုရောင်သူ့လိုမလုပ်တော့ဘောနော်သူ့အခြေပင်မျိုးကိုချိန်နိုင်အောင်ကိုဖြစ်ခဲ့ရတယ်ဆိုဖြစ်အားအရင်ကတော်တာလေအကူကလည်းလူရွေးမှန်သွားတယ်ကိုကလည်းအကြနေမုတ်တွေစားတော့အဆင်ပြေတော့ဘောနော် အခုလည်းသူကရောင်မုတ်လို့ကြွေရစားရတယ်အခုအတွက်တော့စိတ်ချပါပြီဆိုပြီး အလားရှိစဉ်ကစူပြည့်တစဉ်အကြောင်းတွေကိုပြပြလာခဲ့ပါတယ်။မင်းသမီးလေးစူပြည့်တစဉ်ကိုတော့အနုပြန်လို့ရှာမှုအစ်တွေနဲ့အတူမြင်တွေ့ရတော့မှာဖြစ်ပါတယ်။စူပြည့်တစဉ်ကခွန်ဆွေအနုပြန်လို့တွေမှာရောအပြန်စီပွားအလုပ်တွေမှာပါစူးစမ်းလုပ်ကိုင်းနေပါတယ်။ မကြမီမှာတော့ဆိုမြတ်တူစားကဆိုပြတဇင်နဲ့အတူတူဇကာရီယကူရမဖြစ်ပြီးမာဂျီဆိုနဲ့ဆိုပြတို့ကိုအတူတူအပိလာရမဖြစ်ပါတယ်။မင်းသမီးလေးဆိုပြတဇင်ကိုတော့အနုပြာလို့ရှာမွန်အစ်တတွေနဲ့အတူတူမြင်တွေ့လာရမဖြစ်ပါတယ်။ဆိုပြတဇင်ကခုဆိုရင်အနုပြာလို့တွေ့မှာရောအပြင်ကစီဝါလို့တွေ့မှာပါကြိုးစားလို့ခိုင်းနေရဖြစ်ပြီးမကြမီရဲ့ကူရဲ့တစ်တခုမှာမာဂျီဆိုနဲ့အတူတူရိုက်ကူလာမယ့်အပေါ်မှာလည်း ဆိုဗီယက်တစ်စင်ကအခုလိုပဲပြပြလာခဲ့ပါတယ်။ဆိုဗီယက်တစ်စင်ကဆိုဗီယက်ကတော့နောက်လာမယ့်ရုရှားစက္ကကြီးတခုမှမာဂျီဆိုနဲ့တူတူရိုက်ကူဖို့ရှင်အဲဒီစက္ကကတက်လေပြောထားပြပါပြီ။အခုလာမယ့်စက္ကလေးမှာမာဂျီရောဆိုဗီယက်တို့ကိုမြင်တွေ့ရမှာပေါ့နော်။မာဂျီကလည်းဒီကားလေးကိုရက်ကျင်နေပါတယ်။ဆိုဗီယက်လည်းအကောင်းဆုံးကြိုးစားသွားမှာပါ။မကြီးစိုးနဲ့တူတူပြန်ဆိုရတော့ပြောပါရယ်ကိုအာဘေးနေကြတဲ့ပရိသတ်တွေအတွက်လည်းအကောင်းဆုံးကြိုးစားသွားမယ်ဆိုပြီးဆိုပြတဲ့ဇင်ကပြပြလာခဲ့ပါရယ် ဆိုဖြစ်တဲ့စဉ်ကတော့ခုချိန်ထိပြည်သူတွေကိုအကြောင်းပြပြီးတော့အမျိုးမျိုးလိမ်ညာနေတဲ့အပေါ်အခုလိုပဲအသိပေးလာခဲ့ပါတယ်ဆိုဖြစ်တဲ့စဉ်ကအမျိုးမျိုးအကြောင်းပြပြီးအလူခန္ဓာတွေ page အတူတွေကနေလောစားနေရတွေတတော်များလာတယ်ပေါ့နော်ဆိုဖြစ်ကူရန်ကလည်းမတိခင်ချိန်ထုံကဆိုရင်လိမ်ညာခဲ့လိုက်ရတယ်ဒါကြတဲ့ခုခုကိုလူတန်းတော့မယ်ဆိုရင်အားလုံးပဲတတိထားကြပါနော်ဆိုဖြစ်ဆိုဖြစ်တဲ့စဉ်ကတတိပြီးပြောဆိုလာခဲ့ပါတယ် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အမှုပြရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအကျသောပရိသတ်တိုင်းမလို့တန်သိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှတ်တယ်ကျေးဇူးအများကြီးတင်ပါတယ်။